စမယ်။ဖုန်ကြီးတွေဘလောက်ပဲတလွဲလုံးလုံးဖင်မူတော့ထောင်ရှစ်ခိုးနေကြတယ်။ဘာသာရေးမိုင်းမိပုတ်ပေါ်တွေကိုလည်းတွားပြီးအပြစ်ပြောလို့မရဘူးဗျ။ကျွန်တော်တို့နိုင်ငံက လူတွေကအံ့ဩစရာကောင်းလောက်အောင်ဝေဖန်ရင်ငရေကြီးမယ်ဆိုတဲ့အကြောက်တရားနဲ့ဂျင်းသိက်ခံထားရတာကိုအမြဲမားနေတဲ့မြန်မာနိုင်ငံမှာတောက်ယူးတွေရှိနေတဲ့အပြင်အဲဒီတောက်ယူးတွေကိုမှကိုးကွယ်နေတဲ့ဘယ်ပလဲတောက်ယူးတွေကလည်းပေါများဆုံးပဲ။ တခါတလေများကျွန်တော်စဉ်းစားမိတယ်ဒီနိုင်ငံကို reality show လုပ်ပြီးကဘာကိုချပြလိုက်ရင်အကြီးကျယ်ထားပေါက်မဲ့နိုင်ငံပြတကယ်တော့ဗုဒ္ဓဘာသာနဲ့မြန်မာနိုင်ငံဟာပျက်စီးနေကြတာကြားပြီကုသိုလ်ရရင်ပြီးရောဘာမှမသိတဲ့ငါးတွေကိုကန်내လွတ်လိုက်တဲ့အတွက်ခေဟာစနစ်ပျက်စီးသွားတာသူတို့နဲ့မဆိုင်ဘူးအတန်ကြည်ဒီအော်ဘီဖျားစားတွေရွတ်တယ်လော်နဲ့ဖွင့်ပြီး အလူခံတယ်။ဘေးပတ်ဝန်းကျင်စူညံသွားပြီးတပားသူစိတ်နောက်ရက်ဖြစ်သွားတာဟာသူတို့နဲ့မဆိုင်ဘူး။ဂျပန်မှာဆိုရင်အမိုက်ကောက်တက်ဖို့မိဘအတိုင်းဝိုင်းနဲ့ပညာရေးစနစ်ကလေ့ကျင့်သင်ကြားပေးလိုက်တယ်။လမ်းသွားရင်အမိုက်မပြစ်ဖို့စေးလေမတောက်ဖို့စကားကြေကြေမပြောဖို့နဲ့ညဘက်တွေမှာကိုကြောင့်တပားသူအနောက်ရက်ဖြစ်စေမယ့်အရာမျိုးတွေမလုပ်ဖို့အခြေခံလူကျင့်ဝတ်တွေကိုကျောင်းမှာကလေးကသင်ကြားလေ့ကျင့်ခံခဲ့ရတယ် မြန်မာပြည်အများစုကတော့အခြေခံလူကျင့်ဝတ်ကိုတောင်ငကန်တလုံးမှမလိုက်နာတဲ့အပြင်သူများနိုင်ငံထိတောင်လိုက်ကန်းစိုးမသိစီးမဲ့ကမ်းမဲ့လိုက်လုံနေလို့မြန်မာလူတောင်ရေးပြီးတတိပေးခံရတာမလားတွေးကြည့်လိုက်ရင် နိုင်ငံအတွက်ရှက်စရာကောင်းတာကြီးကိုတောင်ရွှေညံတော်ဆူးရောက်ပြီးဂုံယူနေတဲ့ကောင်တွေကရှိသေးအလူတန်းပြုတဲ့နေရာမှာလေပညာရေးကျမ်းမာရေးနိုင်ငံအနာဂတ်ရေးထက်ဘုံကြီးကြောင်းစေဒီရုပ်ထုတွေကိုလူမှ ဒီနိုင်ငံကပိုအထင်ကြီးကြတယ်လူတဲ့သူကလည်းစလူကလေးကကိုယ်တို့ရောက်ဖို့ထက်လူပိုထင်ကြီးအောင်လူကျင်ကြတာလည်းပါမှာပေါ့လူတဲ့သူတွေကငကန်းတလုံးမှမသိတယ်ဒါအောင်လူပဲဝတ္ထုတွေကိုလက်ခံတဲ့ဘုန်းကြီးတွေကစင်ရသားမိသားစုတွေကိုပြန်ဆုံးမယ်ဒါမှမဟုတ်ရေရှည်ကိုကြည့်ပြီးစင်ရသားမိသားစုတွေရဲ့ကလေးတွေကိုအသက်မွေးဝင်းကြောင်းပညာသင်ပေးတာအစိုးရအကြောင်းတွေကိုထားပြီးသူတို့ဘဝမြင့်တင် ပေးဖို့အတွက်လောက်ကင်ပေးတာတွေကိုစိတ်မဝင်စားဘူး စည်းစိမ်ကြာရင်မူပြီးဘန်ဒလီလေးနဲ့ဖီးတွေ့နေတယ်။ဒါလေဒီဘိုလ်ချုပ်တွေဟာဖုံးကန်ကြီးလို့သာသနာပြုမင်းဖြစ်ရတာ။လူလူကတော့ဒါနအားနေလို့ရှေးဝတ်တွေရှိလို့စင်းရဲရတာဆိုပြီးလက်ပြဟောပြောခဲ့တဲ့အပြင်အဲ့ဒီဖုံးကြီးတွေကိုမှလက်အုပ်ကလေးတချီချီနဲ့တာတုခေါ်နေတဲ့ပုပ်ပေါ်ပါတာဝင်တုပ်ကရှိသေးတယ်ဗျာ။သူတို့ကိုကြည့်လိုက်တော့လေပညာမတတ်ဘူးလားဆိုတော့မဟုတ်ဘူး။ တကယ်ကိုခေပညာတက်ဘွေးရည်ကြီးပဲဒါပေမဲ့ဘာသာရေးဘက်မှာတော့တကယ်နာမစင်ကြသေးတဲ့ကလေးသားသားတွေကြီးဖြစ်နေတယ်ရှင်းရှင်းပြောရရင်တင်ငန်ကြီးခြုံတနက်ကြီးလွယ်ပြီးလက်နက်ကင်တရင်တရင်ကိုအုပ်ချုပ်နေတဲ့ပေါ့ကိုတော်ကိုတော်မှာယုံကြည်ကိုးကွယ်စည်းကပ်နေတဲ့အဘဘောမတွေရှိသလိုသူ့ကိုမှလူသိရှင်ကြားသိမ့်တရာလူတန်းခဲ့တဲ့အရှင်စင်ကင်နာတို့ရဲ့ brain level ကိုတော့ကျွန်တော်ကဖြင့်အံ့ဩလို့ကိုမဆုံးဘူး အားလုံးခြုံပြီးပြောရရင်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တော်များများဟာမကောင်းတဲ့အာကုသို့ဆိုတာတွေကိုတစ်ခုမှမလုပ်ကြတဲ့အပြင်စီဒီပထိုးဖရာเจ้าပလီတွေကိုမှုလို့ပတ်အောင်တိစောက်မနေကြဘူးအဲ့ဒီလိုမျိုးနိုင်ငံတွေမှာထူဆန်းစွာနဲ့ပဲထောင်တို့အချုပ်ခန်းတို့ဆိုတာမရှိသလောက်နှဲပါကြတယ်တစ်ခုပဲယာဇဝတ်မှုအများဆုံးနဲ့ခွေးဖြစ်တဲ့တိုင်းပြည်တွေကိုကြီးလိုက်ရင်တော့ဘာသာရေးဆန်းဆန်းတင့်ဖြစ်နေတဲ့နိုင်ငံတွေကြီးဖြစ်နေတတ်ပါတယ် အထူးသဖြင့် African Nastan တို့မြန်မာနိုင်ငံတို့ပေါ့အခုလည်းကြည့်ပါလားဆိုင်ဝမ်တယောက်စိုက်ကိုဖောက်ပြီး very good yes very good yes လို့អော်နေတာကိုအောက်မှာတာဒုခေါ်ယုံကြည်စီးကပ်နေကြတဲ့ပေါ်ပေါ်ပြည်သူတွေကလည်းဒူးနဲ့ဒေးကိုရှိနေပြန်တော့ကျွန်တော်ကဖြင့်စဉ်းစားမိတယ်မြန်မာပြည်မှာဘာလို့များဒီလိုတောက်ယူတောက်ပေါ်တွေပေါ်များနေရတာလဲလို့ Hey 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 yes, very yes, very yes, yes, very yes. The dream I'm married disappeared. He must